မ္ဘာပေါ်ကအလုံးကြုံဆုံးအကျဉ်းထောင် Sea God အလင်းရောင်လုံးဝမထိုးဖောက်နိုင်တဲ့နေရာနေအလွာပေါင်းများစွာခိုင်ခန့်တဲ့တန်တဘာတွေအပြင်းထန်ဆောင်ကျက်နေတဲ့လမ်းနက်ကိုင်လုံးကြုံရင်အင်အားတွေဒါဟာရုပ်ရှင်တွေကကြောင်းမတ်ဖွယ်ရာအကျဉ်းထောင်တစ်ခုရဲ့ပုံရိပ်မဟုတ်ပါဘူးဒါဟာ El Salvador နိုင်ငံမှာတည်ရှိတဲ့ Sea God လို့ခေါ်တဲ့လူတီများတဲ့ Tourism Confinement Center ရဲ့တကယ်အပြင်းစင်မှာကမ္ဘာပေါ်မှာလုံခြုံရေးအမြင့်ဆုံးအကျဉ်းထောင်အဖြစ်သတ်မှတ်ခံထားရတဲ့ဒီနေရာဟာကမ္ဘာပေါ်ကအဆိုးရွားဆုံးရာဇဝတ်ကောင်တွေ ဂိုင်းစတာတွေနဲ့လူမဆန်တဲ့ရဲစပ်မှုတွေကိုကျူးလွန်ခဲ့တဲ့သူတွေကိုထိမ့်သိမ်းဖို့တိစောက်ထားခဲ့တာပါ။ဒီအချင်းထောင်ရဲ့နောက်တွေကဘလို့စိတ်ဝင်စားစရာကောင်းတဲ့အချက်အလက်တွေရှိနေလဲဆိုတာကိုတော့ Youth Entertainment Page တွေကတင်ဆက်ပြီးမှမို့အတူတူစောင့်ကြည့်လိုက်ကြရအောင်ပါ။ဒါမျိုးလေးတွေကြည့်ရတာကြိုက်နေတတ်တယ်ဆိုရင်လည်း Page တွေနဲ့ Channel လေးကို Like and Follow Subscribe လုပ်ထားဖို့အတွက်မမေ့ပါနဲ့哦။စီကောအချင်းထောင်ဟာအယ်ဆာဘီရိုအစိုးရရဲ့ဂိုင်းကနာဆုံးမမှုကိုနှိမ်နင်းမှုဂျိုးပန်းမှုရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့2023ခုနှစ်မှာဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အကျဉ်းဆောင်ကြီးဟာဧက40ကျဲဝင်းတဲ့လွင်မြင်တစ်ခုပေါ်မှာတည်ဆောက်ထားတာဖြစ်ပြီးအဆောက်အုံပေါင်း၈ခုပါဝင်ပါတယ်။ချိန်မာတစ်ခုချင်းစီမှာအခန်းငယ်ပေါင်း32ခန်းပါဝင်ပြီးအခန်းတစ်ခုကိုတော့အကျဉ်းသားတရာကျော်ထားရှိနိုင်ပါတယ်။ဒါကြောင့်ဒီအကျဉ်းထောင်တစ်ခုလုံးမှာအကျဉ်းသား၄000ကျော်ကိုထိန်းသိမ်းထားနိုင်တယ်။ထူးခြားတဲ့စွမ်းရည်ရှိပါတယ်။ဒီအကျဉ်းထောင်ရဲ့လုံခြုံရေးဟာပြောစရာမလိုတော့အောင်တင်းကျပ်မယ်ဆိုတာကိုတော့ပြည်သက်ကြီးတို့ခံမှန်းမိမှာပါ။အပြင်မှာလေလုံချုံရင်အလွာပေါင်းများစွာနဲ့ကင်းဆောင်တပ်ဖွဲ့ဝင်တွေကအချိန်ပြည့်လက်လက်ကင်းဆောင်နေပါသေးတယ်။ ထဲမှာလည်းအစီအပြင်းဤပညာတွေဖြစ်တဲ့မျက်နှာကိုမှတ်သားတဲ့ niche နဲ့ facial recognition technology ခန္ဓာကိုယ်ကိုစကန်ဖတ်ပြီးတော့စစ်ဆေးတဲ့စက်တီနဲ့အခြားသောစောင့်ကြည့်ကင်မရာအများအပြားကိုတပ်ဆင်ထားပါတယ်။အကျဉ်းသားတွေဟာတယောက်နဲ့တယောက်ထိတွေ့ခွင့်မရသလောက်နေပါပြီ။တပ်မတ်ထားတဲ့အခန်းငယ်အခန်းချင်းတွေထဲမှာပဲအချိန်အများစုကိုကုန်ဆုံးကြရတာပါ။စီကောအကျဉ်းထောင်ဟာ El Sabero အစိုးရရဲ့အင်အားကြီးမားတဲ့ဂိုင်းကာနာတွေကိုနှိမ်နင်းမှုယူရပြီးတိစောက်ထားတဲ့အထူးအကျဉ်းထောင်တစ်ခုလို့ပြောလို့ရပါသေးတယ်။ ဒီနေရာမှာကဘာပေါ်ကနာမည်အကြီးဆုံးအကျဉ်းသားအများစုတွေကတယောက်အပါဝင်ဖြစ်တဲ့ Marasel Trubasha MS The Din ရဲ့အဖွဲ့ဝင် Barrio 18လို့မျိုးကဘာအနေနဲ့ရှိဆုံးဂိုင်းကနာတွေရဲ့အမာခံအဖွဲ့ဝင်တွေကိုဖမ်းဆီးထိန်းချုပ်ထားပါတယ်။သူတို့ဟာလူသတ်မှု၊ဓားများတိုက်မှု၊ပြန်ပြီးဆွဲမှု၊ဘူးရစည်းဝါးရောင်းဝယ်မှုနဲ့အခြားသောရက်ဆက်ကြမ်းကြုတ်တဲ့ယာဆွေးမှုပေါင်းများစွာကိုတပ်စီလောက်ကျူးလွန်ထားခဲ့ကြတဲ့သူတွေပါ။သူတို့ရဲ့လက်တီဟာအပြစ်မဲ့ပြည်သူများစွာရဲ့တွေးရည်ရဲရဲနေနေပြီးတော့ သူရဲ့စိတ်တွေဟာလည်းပဲလူသားဆန်တဲ့စာနာထောက်ထားမှုလုံးဝကိုမရှိတော့ပါဘူး။ဒီလိုကောင်မျိုးတွေကိုအယ်ဆာဗီရောနိုင်ငံကတင်စားပြီးခေါ်ပေါ်ကြတာကနတ်ဆိုးတွေမကောင်းဆိုးဝါးကောင်တွေလို့ပြောကြပါရည်။ဒီချင်းထောင်ကြီးကအဲ့လိုမျိုးမကောင်းဆိုးဝါးတွေကိုပဲတီးတန့်ထိမ့်သိမ်းတဲ့နေရာမို့လို့မကောင်းဆိုးဝါးထိမ့်သိမ်းဆန်တာလို့လည်းလူတွေကနာမည်ပြောင်းပေးထားကြပါသေးတယ်။ဒီချင်းသားတွေဟာတာမန်ရာဇဝတ်ကောင်တွေနဲ့လုံးဝမတူပါဘူး။သူရဲ့နောက်ကွယ်မှာအဖွဲ့အစည်းအင်အားအရန်ကုန်မှကြီးမာပြီးအကြမ်းဖက်မှုနဲ့အာဏာကိုအလွန်အမင်းနှစ်သက်ကြပါရည်။ နေပေါင်းများစွာကြောင့်သူတို့ဟာအယ်ဆာဗီရိုနိုင်ငံမှာကျောင်းမခွေရအုပ်စုမှုကိုတည်ဆောက်ခဲ့ကြပြီးလူလူကိုအကြောက်တရားနဲ့ဖိနှိပ်ခဲ့ကြပါသည်သူတို့ရဲ့ရဆတ်မှုတွေဟာလူသားတွေရဲ့စိတ်ကူးနေတော်မှလိုက်မမီနိုင်လောက်တဲ့ကျောင်းမခွေရတွေအများကြီးပါဝင်ပါသည်အပြစ်မဲ့တဲ့ကလေးငယ်လေးတွေတက်ကြီးရွယ်တွေဘာအပြစ်မှမရှိတဲ့တာမန်ပြည်သူတွေကိုရရဆတ်ဆတ်ညှဉ်းပန်းနှိပ်စက်တာမျိုးတွေကျောင်းမခွေကောင်းလောက်အောင်အတန့်အငယ်ကိုရန်ပြူတာတွေဒါတွေဟာသူတို့ရဲ့ပုံမှန်လုပ်ရက်တွေလိုပါပဲ နောက်ပြီးတော့ဒီကောင်းလေးကဘယ်လောက်ထိအန္တရာယ်များလဲဆိုရင်ဂျင်းထောင်ထဲမှာရှိတဲ့ဂျင်းထောင်ဝင်တန်းတွေဟာသူတို့ရဲ့မျက်နှာတွေကိုလုံးဝပုံအောင်ထားလို့မရပါဘူး။အကယ်၍သူတို့ရဲ့မျက်နှာတွေကိုအဂျင်းသားတွေကမြင်သွားတဲ့အခါမှာသူတို့ရဲ့မိသားစုတွေဟာအန္တရာယ်အများကြီးရှိပါတယ်။အဲ့လောက်ထိတော့မှထောင်ထဲမှာထိန်းချုပ်ထားတဲ့ကောင်းလေးကအန္တရာယ်များတာပါ။စီကောဂျင်းထောင်ရဲ့တင်းကျပ်တဲ့လုံခြုံရေးစီမံတွေဟာအန္တရာယ်ရှိတဲ့အဂျင်းသားတွေကိုထိန်းချုပ်ဖို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်။သူတို့ဟာအန္တရာယ်ရန်ကုန်မှာများတဲ့အပြင်အချင်းချင်းကြားမှလည်းသစ္စာရှိမှုအလွန်နေပါပါတယ်။ အခွင့်အရေးရရင်ရသလိုမျိုးအချိန်မရွေးထွက်ပြေးဖို့ဒါမှမဟုတ်လို့ရှိရင်အခြားသောအကျဉ်းသားတွေကို NLA ပြုတ်ဖို့အတွက်ဝင်လေးကြတာမဟုတ်ပါဘူးသူတလူငါတမင်းတွေပဲဖြစ်နေတာမို့ထောင်ထဲကိုရောက်နေတာတော့မှထောင်သားချင်းချင်းကြီးမရလို့တက်ပြတ်မှုဆိုတာမျိုးရှိပါတယ်ဒါကြောင့်မလို့ဒီအကျဉ်းထောင်ထဲမှာအကျဉ်းသားရိုင်းအကျဉ်းသားရိုင်းရဲ့တယောက်ချင်းစီလှောက်ချားမှုတွေကိုအချိန်ပြည့်ဆောင်ချက်နေကြပြီးတင်းကျတဲ့စီးပင်းစည်းကမ်းတွေကိုလည်းချမှတ်ထားပါတယ်အကျဉ်းချနေတဲ့သူတွေဟာအလွန်အကန့်အသတ်ရှိတဲ့အခွင့်အရေးတွေကိုပဲရရှိကြပါလိမ့်မိသားစုနဲ့တွဲဆောင်ခွင့်ဖုံးပြောခွင့်ဒါမှမဟုတ်အခြားပြည်မကဘာနဲ့ဆက်သွယ်ခွင့်တွေကိုလည်း ရရှိဖို့အတွက်အလွန်ခက်ခဲပါတယ်။ပြီးတော့အဲ့လိုအခွင့်အရေးမျိုးကိုရတဲ့သူဆိုတော့ကလည်းအဲ့ဒီအခြေထောက်မှာတော်တော်ရှားပါတယ်။အစားတောင်းတဲ့စေဝါကုသမှုဘိုင်းမှာဆိုရင်လည်းအခြေခံလိုအပ်ချက်တွေကိုသာပေးအပ်ပြီးတသောင်းတသာရှိဖို့ဆိုတာလုံးဝမရှိပါဘူး။အကျဉ်းထောင်အာဏာပိုင်တွေရဲ့ယူရချက်ကတော့ဒီအကျဉ်းသားတွေကိုသူတို့ရဲ့ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်တံပြက်ပြီးဆက်ဖို့နဲ့ပြင်ပကဘာမှာနောက်ထပ်အန္တရာယ်တွေမပြုလုပ်နိုင်အောင်ထိန်းသိမ်းထားဖို့ပဲဖြစ်ပါလိမ့်။ဒါပေမဲ့ဒီလိုအကျဉ်းသားတွေအပေါ်မှာချမှတ်ထားတဲ့တင်းကျပ်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးလဲဝေဖန်မှုတွေရရှိပါရည်။ လူခွင့်ရေးအဖွဲ့တွေဟာဒီအကျဉ်းသားတွေကိုလူသားဆန်စွာဆက်ဆံနေတယ်ဆိုပြီးဆိုကြပါမိမယ်။သူတို့ကျူးလွန်ခဲ့တဲ့လူမဆန်တဲ့ရဲဆပ်မှုတွေကိုတည်တဲ့ပြည်သူတွေအတွက်တော့ဒါဟာလက်ခံနိုင်စရာလုံးဝမရှိတာပါ။ဒါကြောင့်မို့လို့လေအဆပ်ပြီးတော့အစိုးရရဲ့ရည်တည်ချက်ကဒီအကျဉ်းထောင်ကြီးနဲ့ပတ်သက်ပြီးအတော်လေးကိုရှင်းလင်းပါလိမ့်။နိုင်ငံတော်ရဲ့လုံခြုံရေးအတွက်အနာဂတ်မျိုးဆက်တွေကိုကာကွယ်ဖို့လိုအပ်တဲ့ပြင်းထန်တဲ့စည်းမျဉ်းစည်းကမ်းတွေကိုသူတို့ဘက်ကတော့ချမှတ်မယ်ဆိုတာပါပဲ။ရှိကပြောခဲ့သလိုပဲဒီအကျဉ်းထောင်ကြီးဟာမကောင်းဆိုးဝါးတွေကိုထိန်းသိမ်းရမကောင်းဆိုးဝါးတွေကိုစုဝေးရနေရလို့တင်စားခေါ်ဝေါ်ကြပြီး ်အယ်ဆာဗီရိုနိုင်ငံရဲ့အမောင်းမိုင်းဆုံးအပိုင်းအစတစ်ခုရဲ့တက်တည်ပါပဲအဲ့ဒီထောင်ကြီးရီယန်ရဲ့နောက်ကွယ်မှာလူသားတွေရဲ့ရက်စက်နိုင်စွမ်းဘလောက်ထိအောင်မှနက်ဆိုင်းလေးဆိုတာကိုမြင်တွေ့နိုင်ပါ रे စီကောချင်းထောင်ကြီးရဲ့လုံခြုံရေးစနစ်နဲ့ပတ်သက်လို့လည်းဗရိတ်တက်ဂျီကိုပြောပြချင်ပါသေးတယ်စီကောချင်းထောင်ရဲ့လုံခြုံရေးစနစ်ဟာအလွန်အဆင်ပြေပြီးတော့လင်းချက်စွာတိဆောက်ထားတာပါပြင်ပကဘာနဲ့လုံဝကိုအဆက်အသွယ်ဖြတ်တောက်ထားတဲ့အပြင်ဒီချင်းထောင်လေးကိုဝင်ရောက်ဖို့ဆိုတာမဖြစ်နိုင်တော့လို့နေပါပါပဲအဲဒီလိုပါပဲအတွင်းထဲကနေအပြင်ကိုပြန်ထွက်မယ်ဆိုလို့ရှင့်လေ တကားပေါက်ကထွက်ရင်တော့မှလွယ်လွယ်ကူကူထွက်လို့ရမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အဆင်ပြေစစ်ဆေးတာကိုခံရမှာမဟုတ်လို့ပါ။ပထမအဆင်အနေနဲ့ဆိုရင်တော့ဒီအေကာ40လောက်ကျဲဝေးနဲ့ဝင်းရံထားတဲ့နေမကြီးတစ်ခုလုံးကိုအလွန်မြင့်မားလာတဲ့ကွန်ကရစ်နေရန်ကြီးတွေနဲ့ခိုင်ခန့်စွာကာရန်ထားပါရီ။ဒီနေရန်ဒီပေါ်မှာစောင်းချီတာဝါတွေအများပြားတည်ဆောက်ထားပြီးတော့လက်နက်ကင်လုံးကြုံကြီးအဆောက်နေရလေအချိန်ပြည့်လေးလေကင်းဆောင်ထောင်းချက်ပေးနေကြပါရီ။ညဘက်မှာဆိုရင်တော့အလင်းရောင်အားကောင်းတဲ့မီးရောင်တွေနဲ့နေမကြီးတစ်ခုလုံးကိုထိုးလင်းထားပြီးတော့ တိပင်းလေးလှုပ်တာတိတ်ကိုင်းလေးလှုပ်တာချုံမုတ်လေးတဲကိုယုံလေးပြင်းဝင်သွားလို့လှုပ်တာပါအထိအကုန်လုံးကိုအလွယ်တကူသိရှိနိုင်ပါလိမ့်အချင်းထောင်ရဲ့လုံခြုံရေးအရာအတွင်းပိုင်းမှာဆိုရင်လည်းအစီအမံတွေအများများပါလိမ့်အဲ့ဒီအစီအမံတွေကိုလည်းအလွှာပေါင်းများစွာနဲ့အစဉ်အပြည့်တည်ဆောက်ထားပါလိမ့်အဆောက်အုံတစ်ခုချင်းစီမှာတာမန်လို့မပြောနဲ့ကောင်းနေတိုင်းတော့မှပွင့်ထွက်ဖို့မလွယ်တဲ့တန်တကားကြီးတွေနဲ့ပိတ်ဆို့ထားပြီးအချင်းသားတွေရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်ကင်မရာတွေကနေတစ်ဆင့်အချိန်မပြတ်အမြဲတမ်းမှတ်တမ်းတည်နေပါလိမ့် အစင်းမြင့်ဤပညာတွေဖြစ်တဲ့မျက်နှာပုံမှတ်သားတွေစနစ် facial recognition technology လည်းအသုံးပြုထားပြီးအကျဉ်းသားတွေဟာသူတို့အဲ့ရောက်ကနိုးတာနဲ့မျက်နှာတွေကိုစကန်ဖတ်ပြီးတော့သူတို့ဟာတနည်းအားအတွက်ဒီထောင်ပေါ်ဘယ်နေရာမှာရှိနေတာလဲဆိုတာကစပြီးအတည်ပြုမှတ်သားနိုင်ပါတယ်။အဲ့ဒီမျက်နှာစစ်ဆေးတဲ့စနစ်ကနေလို့ဆင်ပေအကျဉ်းသားတွေရဲ့ကိုယ်ရေးချက်လက်တွေကိုအချိန်နဲ့တပြေးညီစစ်ဆေးနိုင်ပါသေးတယ်။ခန္ဓာကိုယ်ကိုစကန်ဖတ်တဲ့စစ်ဆေးတဲ့စက်တွေမှာဆိုရင်လည်းအဝင်ထွက်ခိတ်တွေမှာတက်ဆင်ထားပြီးတော့ဒါမြင့်ထားတဲ့ပစ္စည်းတွေဥပမာလက်နက်တွေမူရည်စေဝါတွေကိုသေဆောင်လာခြင်းရှိမရှိစစ်ဆေးပါတယ်။ အကျဉ်းသားတွေဟာအခန်းငယ်တွေထဲမှာအများဆုံးနေထိုင်ကြရပြီးတယောက်နဲ့တယောက်လည်းလိုလတ်စွာထိတွေ့ခွင့်မရတာကြောင့်လူခွင့်ရင်းနဲ့ပတ်သက်ရင်တော့ဘာမှမရတဲ့နေရာလိုတော့မှပြောလို့ရပါတယ်။လှူရှားခွင့်ရတဲ့အချိန်တိုလေးမှာလည်းလုံခြုံရေးအဆောင်နေတင်းကျတဲ့အဆောင်ချက်မှမှာသာရှိရပါတယ်။အကျဉ်းထောင်ဝန်ထမ်းတွေဟာအရေးအတွက်အင်မတန်များပြားပြီးတော့အထူးလေးကျင့်ထားတဲ့လုံခြုံရေးအဖွဲ့ဝင်ဝါရင်းနေနဲ့ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။သူတို့ဟာအကျဉ်းသားတွေရဲ့မယိုးမသားလှုပ်ရှားမှုတွေကိုတုံ့ပြန်ဖို့အချိန်တိုင်းမှာအသိအနေထားနေရှိကြပါလိမ့်။ဒါပြင်ကိုပဲအကျဉ်းထောင်ရဲ့ဒီနေရာဟာလေလုံခြုံရေးအတွက်ရေးပါတဲ့အရာတစ်ခုဖြစ်ပါလိမ့်။ လူသူရောက်ပေါက်နေပါတဲ့လွင်ပြင်ကျေးကြီးထဲမှာတိစောက်ထားတာကြောင့်ပြည်မအကူအညီရရှိဖို့အတွက်အချိန်တော်ကြာနိုင်ပါတယ်။ဒါကြောင့်မလို့အကျဉ်းသားတွေအနေနဲ့ထွက်ပြေးဖို့ကြိုးစားနေတော့မှအောင်မြင်မှုအခွင့်အလမ်းဟာအလွန်ကိုနေပါတာပါ။စီကောချင်းတော်ရဲ့လုံခြုံရေးစနစ်ဟာနီးပညာလူဝင်အားနဲ့ဒီမြားအားသာချက်တွေကိုပေါင်းစပ်ထားတဲ့အစစ်မီလုံခြုံရေးစနစ်တစ်ခုလို့ဆိုနိုင်ပါတယ်။ကမ္ဘာအလုံးကျုံဆုံးအကျဉ်းထောင်ပြေတတ်မှတ်ခံထားရတဲ့စီကောဟာရာဇဝင်းမှုနဲ့တရားဥပဒေစိုးမိုးရေးဆိုင်ရာစိန်ခေါ်မှုတွေကိုရင်ဆိုင်နေရတဲ့နိုင်ငံတစ်ခုရဲ့ပြင်းထန်တဲ့အဖြစ်တစ်ခုလို့လည်းဆိုနိုင်ပါတယ်။ ဒီချင်းထောင်ကြီးမှာဆိုးရွားကွင်းရာဆွေးကောင်တွေကိုထိမ့်သိမ်းထားနိုင်ပေမယ့်လူခွင့်ရင်နဲ့ပတ်သက်တဲ့ကျင်းဝင်းဆိုင်ရာမေးခွန်းတွေကိုလည်းထုတ်ပေါ်စေနိုင်ပါလိမ့်။အနာဂတ်မှာဒီလိုအချင်းထောင်ကြီးရဲ့အခန်းကဏ္ဍဟာဘယ်လိုဆက်လက်ပြောင်းလဲသွားမလဲဆိုတာကိုတော့စောင့်ကြည့်ရမယ့်အခြေအနေတစ်ခုပါ။ကဲပရိသတ်ကြီးတို့ရောဒီလောက်လုံခြုံရေးကောင်းပြီးဒီလောက်ထူထပ်လာတဲ့ထောင်ကြီးတွေအကြောင်းကိုဘယ်နှခုလောက်များကြားဖို့ပါသလဲ။ဒေချာတာကတော့အခုပြောပြခဲ့တဲ့စီကောထောင်ကြီးဟာနံပါတ်၄နေရာမှာရည်တည်နေမယ်ဆိုတာပါပဲ။အစုံနဲ့ကြည့်ရှုအားပေးတဲ့အတွက်ဂျေဆုအများကြီးတင်ပါရခင်ဗျာ။